စစ်တင်အရာတွေထပ်မံပြည်တင်ပြီးတော့ဖလန်းတိုက်ပွဲမှာဒီတင်စစ်ကြောင်းထိုးနိုင်ဖို့တဲ့စစ်အရာတွေပြည်တင်လျက်ရှိတယ်။ဒါကြောင့်မလို့မကြခင်ရှိမိနဲ့ဖလန်းမျိုးကိုလည်းတက်မတော်ကနေပြီးတော့ပြန်လည်းတိုက်ခတ်ပေးပိုင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။တဆက်တဲ့ဗမော်တိုက်ပွဲမှာဆိုလို့ရှိရင်လည်းကရှင်ပြည်နယ်ပေါ်မှာဆိုလို့ရှိရင်လည်း KIA တွေနောက်ဗမော်မှာ KIA တိနိုင်ဖြစ်ပြီးတော့အာဒီဒီက KIA တွေရဲ့နောက်တန်းဌာနချုပ်ဖြစ်တဲ့လိုင်းသားဆိုလို့ရှိရင်လည်းမနေ့က7ရက်နေ့မှာမက်လာ7ရက်နေ့မှာ KIA တိုင်းစားဌာနချုပ်တမဟာ9ကိုတမတော်ကနေပြီးတော့အသေးခံဘုံနေနဲ့ပြစ်ခတ်ရှင်းလေးပြီးတော့တိုက်ခတ်ခဲ့တာရှိပါတယ်ဆိုတော့ကျမတို့ကဖလန်းတဲ့တောင်ခမ်းမှာတော့အောင်ပွဲသတင်းတွေကြားရပြီးအန်းကရခိုင်ပြည်အန်းကအောင်ပွဲသတင်းများလည်းကျမတို့ကြားချင်သေးပါတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့တတသိန်းချိုင်းဖြစ်သွားပြီလို့မပူတူပြောပြလာတဲ့ရုပ်တံနဲ့အတူတန့်ဆယ်နဲ့စစ်အုပ်စုစခန်းသိမ်းတိုက်ပွဲမှာနှစ်ဖက်ကြဆုံးများဒေါ်လန်ရေးရဲပေါ်ဆယ်တယောက်ကြဆုံးခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။စကိုင်းတိုင်းတန့်ဆယ်နယ်ရှိစစ်အုပ်စုနဲ့ပြူစောတိပူပေါင်းအဖွဲ့ထိုင်စခန်း၃ခုကိုဒေါ်လန်ရေးအဖွဲ့တွေကစီးနင်းတိုက်ခိုက်ရာနှစ်ဖက်အကြဆုံးများပြီးဒေါ်လန်ရေးအဖွဲ့တွေဘက်ကဆယ်တယောက်ကြဆုံးသွားတယ်လို့ဒေါ်လန်ရေးအင်အားစုတချို့ကပြောပါတယ်။ တန့်ဆယ်မြို့မြောက်ဘက်ကစင်ငယ်ရွာပြူစောတိအထိုင်စခန်းနဲ့တန့်ဆယ်မြို့အနောက်ဘက်ဝါရငယ်ရွာနဲ့ရွာတိရွာအထိုင်စခန်းတွေကိုတော်လန်ရေးအဖွဲ့တွေကတိုက်ခိုက်နေကြတာတပတ်ခန့်ရှိနေပြီဖြစ်ပြီးဝါရငယ်ရွာအထိုင်စခန်းကိုတော့တိမ့်ပတ်ရရှိထားပြီဖြစ်တယ်လို့ဆိုပါရယ် သူပစ်ကိုပစ်တွေဖြစ်နေတဲ့ကိုဘက်ကလည်းဟိုတနေ့ကပေးလိုက်ရတဲ့စင်ငယ်စခန်းနဲ့ဝါရငယ်မူးပေါင်စခန်းပေါ်ပြားခွေးစခန်းတွေတင်းတာစင်ငယ်ဘက်ကလေးချောင်းပစ်ပြီးတော့အောက်ကဝင်လုံးခံလိုက်ရတော့ကိုဘက်ကရဲဘော်တွေထိသွားတာဝါရငယ်ကတော့ရလိုက်တယ်လို့တန့်စဲတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တန့်စဲတိုက်နယ်ဘက်ကဖာတာဝန်ရှိသူတအူးကပြောပါတယ် တော်လန်ရေးအဖွဲ့တွေတိမ့်ပိုက်လိုက်နိုင်တဲ့ဝါရငေရွာစခန်းနဲ့ရွာတိရွာစခန်းတွေဟာမိုင်းဝဲနီးပါးခန့်ကွာဝေးပြီးရွာတိရွာမှာစစ်အုပ်စုကဘုံကြီးကျောင်းဝင်းတွင်အထိုင်စခန်းချတပ်ဆွဲထားတယ်လို့ဆိုပါတယ်စစ်အုပ်စုကပြူစောတိပူပေါင်းစခန်းတွေလက်မလွတ်ရဖို့အတွက်လေကြောင်းကနေချက်ဖိုက်တာနဲ့ဆက်တိုက်ပစ်ကူပေးခဲ့တယ်လို့မြေပြင်ကနေပါစစ်ကူပေးထိုးစစ်ဆင်လာတဲ့အတွက်တော်လန်ရေးအဖွဲ့တွေဘက်ကရဲဘော်၁၀တယောက်ကြာဆုံးခဲ့ရတာလို့ဆိုပါတယ်သူတို့စစ်အုပ်စုဘက်ကလည်း၂၀ကျော်လောက်ကြာတယ်လို့ တက်စဲတိုက်ပတ်အဖတာဝန်ရှိသူတို့ကပြောပါတယ်။မင်္ဂလာပါ။ကျွန်မမဟုတ်သူမာပြောပါရှင်။ဒီနေ့နောက်25ခုနဲ့မက်စလာ73ရက်နေ့ဖြစ်ပါတယ်။ဒီနေ့ကျွန်မကတက်မတော်ရဲ့အောင်ပွဲကျင်းနေတဲ့အတူဗဒတ်အတင်ကြိုင်းစကိုင်းတိုင်းဆိုတဲ့အကြောင်းကိုပြောပါမယ်။ဒါရှိကျွန်မတို့နာဇာကအင်ဆောင်ကြည့်ရသည်။ ိုင်ငံတော်ကလက်နက်ကပုံကန်နေတဲ့ဂျပန်သမားတွေကိုနိုင်ငံအနေနဲ့စစ်မျက်နှာဖွင့်ထားတဲ့အခဲကမှာတောင်ခမ်းစစ်မျက်နှာကြီးကျွန်တော်တို့တပ်မတော်ရဲ့သမိုင်းဝင်တိုက်ပွဲတစ်ခုဖြစ်ပါတယ်။လက်ရှိမှာတောင်ခမ်းမှာနိုင်ငံတော်ဝင်ကိုထမ်းဆောင်နေတဲ့ဇာနီမောင်ပေါ့ဒီစစ်သားကြီးကျွန်တော်တို့ဒီတပ်မဆက်တဲ့ပေါ့နော်။အဲတမဆက်ဒီရန်ကုန်အင်တိုင်းတဲ့သူနေပြီးတော့တရင်ခြေမြန်တရင်ပေါ့ခြေမြန်တရင်ကြီးကျမတို့အောင်ပွဲနဲ့သူနောက်တဲ့ပြောင်းဝင်နိုင်ခဲ့ပြီဖြစ်တယ်။တစ်ခါမှဆိုလို့ရှိရင်လည်းဖလန်းမှဆိုလို့ရှိရင်လည်းဖလန်းမှရှိရခလာရ268ကိုလက်ရှိမှာတမတော်ကနေပြီးတော့စစ်တီအင်အားတွေထပ်မံဖြည့်တင်းပြီးတော့ ဖလန်းတိုက်ပွဲမှာလေတင်စစ်ကြောင်းထုံးနိုင်ဖို့တဲ့စိတ်အားတွေဖြည့်တင်းလျက်ရှိတယ်။ဒါကြောင့်မလို့မကြခင်ရှိမိတဲ့ဖလန်းမျိုးကိုလည်းတက်မတော်ကနေပြီးတော့ပြန်လည်တိုက်ခတ်သေးပိုင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။တစ်ဆက်တည်းဗမော်တိုက်ပွဲမှာဆိုလို့ရှိရင်လည်းကချင်ပြည်နယ်ပေါ်မှာဆိုလို့ရှိရင်လည်းပဲ KIA တွေနော်ဗမော်မှာ KIA တိတ်နိုင်ဖြစ်ပြီးတော့အာဒီဒီက KIA တွေရဲ့နောက်တန်းဌာနချုပ်ဖြစ်တဲ့လိုင်ဇာဆိုလို့ရှိရင်လည်းမနေ့ကစနေရက်နေ့မှာမက်လာစနေရက်နေ့မှာ KIA လိုင်ဇာဌာနချုပ်တမဟာ9ကိုတက်မတော်ကနေပြီးတော့အသေးခံလုံးနေနဲ့ ပြစ်ခတ်ရှင်းလေးပြီးတော့တိုက်ခတ်ခဲ့တာရှိပါတယ်ဆိုတော့ကျမတို့ကဖလန်းတဲ့တောင်ခမ်းမှာတော့အောင်ပွဲတင်းနေကြရပြီအန်ကရဟိုင်းဒီအန်ကအောင်ပွဲတင်းကလည်းကျမတို့ကြားချင်းလေးပါတယ်ဒီအောင်ပွဲတင်းတွေအတွက်လည်းတက်မလို့နဲ့ဒူးဒါကျမတို့ဒီလူတွေကတပားတဲ့ရက်တွေပါတယ်အန်ဖလန်းတောင်ခမ်းဒီ၃မျိုးနဲ့မှာကျမတို့တက်မလို့ရဲ့တမိုင်းဝင်အောင်ပွဲတွေကိုကျမတို့တမိုင်းစာမျက်နှာမှာရေးထိုးနိုင်တယ်လို့ကျမယုံကြည်ပါတယ်။ဆိုတော့ကတောင်ခမ်းကနေပြီးတော့အောင်ပွဲနဲ့ပြန်လာတဲ့ဇာနီမောင်ဘွားတွေဒီစစ်သားတွေရဲ့ချုပ်တပ်ခံတွေကိုကျမဖတ်ပြပါမယ်။ ုံးခဲ့ပြီးတော့3800ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရဲ့ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့လူတွေသေဆုံးမှုနဲ့ပေါင်းလို့ရှိရင်တသောင်းမီလားရှိတယ်။ပထမဆုံးသူတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ PDF တွေတွေ့ကြုံခဲ့တာကစာခတင်ညာစကိုင်းတိုင်းတွေ့ကြုံခဲ့တယ်။အခုတော့ဗဒက်တင်ညာစကိုင်းတိုင်းဖြစ်သွားပြီ။လက်ရှိအချိန်ဒီမှာစကိုင်းနယ်မကွေးကရှိတဲ့တပ်ဖွဲ့သမားတွေကိုတပ်မတော်ကနေပြီးတော့ဖြစ်စင်တဲ့အားထိရောက်စွာချေမှုလည်းရှိတယ်။ဒါကြောင့်မို့လို့ပထမဆုံးအလူချီကဝင်ချင်းချုပ်ဆိုတဲ့မဲဝဲခိုင်တန်းပြောခဲ့တာကတော်လန်ရေးကို2023ကိုအခုမခံဘူး2023မှာတည်းဖြစ်တိုင်းတယ်။ အဲ့ဒီလိုပဲ NUG ကနေပြီးတော့တင်စာကြောင့်ဝင်ကြီးတင်ထုံးအောင်ပြောခဲ့တာကတော်လန်ရေးကိုနှစ်နှစ်နယ်ပြီးတိုင်နေပြောရေးစက်ကောင်စီတင်ရိုင်းစကိုင်းတိုင်းလိုတို့ကြည့်တော့လက်ရှိမှာတော့ဗဒက်တင်ရိုင်းစကိုင်းတိုင်းဖြစ်နေတော့ဒီရက်တွေအာနှစ်ခုကြီးမှာကျွန်တော်တို့တက်မလို့စစ်ကြောင်ချပြတ်တက်ခဲ့ခင်ရလို့ကျွန်တော်တို့ဂုမှုစစ်ပါဝင်စစ်တွေဖမ်းယူခံရတာရှိတယ်ပေါ့နော်။ဟာဒီတင်နေပတ်သက်ပြီးတော့ဒီခုကြီးတင်ကိုဘာလို့မပြောကြတာလဲမပြောရလဲဆိုပြီးတော့အတစ်ဖက်ကဘုံကျုံညွန့်ညင်းတွေကကျွန်တော်ဝန်ခန့်တဲ့သူကိုရွှဲတယ်လို့အမိကြရေးတစ်ဖက်တိတိချောက်ကြည့်လိုက်ပါနော်ပထမဆုံးကမှိမ့်မရရပုတ်တယ် ်သူတို့ဘူတလင်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးကိုဘလူးစစ်ကြောင်းတစ်ခုလုံးကိုသူတို့ချိန်မုန်းနိုင်ခဲ့တယ်လို့ပြောရဲလက်ရှိမှာဘူတလင်မှာဂဒက်တွေဘလို့တင်ခဲ့ဖို့နဲ့ပြင်နေတယ်ဆိုတာမကတိရှိပြားနောက်တစ်ခုကညောင်ညောင်နဲ့ရေစကြိုမှာစစ်ကောင်စီစစ်ကြောင်းကိုသူတို့ဓာပြတက်ခန့်ခံခဲ့ပါရဲ့လို့သူတို့ပြောရဲလက်ရှိမှာတော့ညောင်နဲ့ရေစကြိုကြီးဂဒက်တင်ကြီးစကိုင်းတိုင်းဖြစ်နေတယ်ဂဒက်တင်ကြီးမွေးတိုင်းဖြစ်နေတယ်ဆိုတော့ညီမကြီးတိုက်ပွဲပုံလေးပဲကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ဖို့လိုတယ်ဒီညမှာကျွန်မကြီးကပြောချင်တဲ့အကြောင်းအရာတစ်ခုကအခုလက်ရှိဇိုင်းတိုင်းမှာတိုက်ပွဲတွေမှာတိုက်ဆုံးတဲ့သူထိခိုက်ဒဏ်ရာရရင်တပေါင်းမှာရှိတယ်။ကျွန်မအရင်ကပြောခဲ့ BDM 台正在干嘛的？ ရှိတဲ့နေရာတိုင်းမှာလူတယောက်ရဲ့အသက်ကခွေးတစ်ကောင်လောက်တက်လို့ရှိလူအသက်တစ်ချောင်းမှာခွေးတစ်ကောင်လောက်တက်လို့ရှိရှင်ရကရန်ကုန်မှာဖြစ်ပြလေးတစ်ခုဖြစ်သွားတယ်အဲ့ဒါပါလဲဆိုတော့အားဒီမှာရရှိမှာကရန်ကုန်နဲ့မန္တလေးတို့မှာမှာကအနေနဲ့ရတာနေပြီးတော့စစ်ပေးဆောင်လေးညောင်များစွာရှိရင်အဲ့ဆိုတော့ဒီရန်ကုန်မှာရောက်ရှိနေတဲ့စစ်ပေးဆောင်လေးကအချင်းလူမျိုးတယောက်ကပေါ့နော်သူခွေးသားစားတယ်လို့နော်ခွေးသားစားတင်တာကိုသူကလမ်းပေါ်ခွေးကိုအဲသူကနေသူလူမသိအောင်ရိုက်တဲ့စားပြီးရတယ်ဒါမှမဟုတ်အဲ့လိုမျိုးမဟုတ်ပဲနော်ခွေးပိုင်ရှင်ရှိမှာသူခွေးသားစားတင်တယ်ဝယ်ခွေးပိုင်ရှင်ကလည်းတိတိပူပူနဲ့တုံးတောင်းနဲ့ရောင်းလိုက်တယ်ခွေးပိုင်ရှင်ကိုယ်တိုင်ကခွေး ကိုတက်ပြီးတော့သူတို့ရောင်းဝယ်လို့ကြတယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်တစ်ခုဖြစ်ခဲ့တာရှိတယ်ရောင်းလူဝယ်သူသူတို့ချင်းချင်းကြည့်ပြီးတော့ရောင်းဝယ်လို့ကြတယ်အဲ့ဒီမှာခွေးပိုင်ချက်ကိုကခွေးကိုရိုက်တက်ပြီးတော့တွန်ချောင်းတယ်ဒါကိုခွေးပိုင်ချက်ကခွေးကိုရိုက်တက်တဲ့ဒီဟိုကနေတခြားတစုံတယောက်ကနေပြီးတော့ဒီလိုခိုးရိုက်တယ်ပြီးတော့လိုင်းပေါ်မှာတင်လိုက်တယ်တင်လိုက်တဲ့ခါတော့အာသိစင်ချစ်သူမြောက်ဖဲ့ပေါ့ဟာအတလိစင်ချစ်သူမြောက်ဖဲ့ကဒါခွေးကိုညှက်ပိုင်လေးချက်ပါလေဆိုပြီးတော့အဲ့ဒီခွေးတက်တဲ့လူနဲ့ခွေးဝယ်စားရတဲ့လူခွေးတက်တဲ့အမှုတဲ့တရားစွဲပြီးတော့ခွေးကိုကိစ္စနော်အော်တန်းနေဖြစ်ပြီးတာကိစ္စဒါက ရန်ကုန်ဆိုတာကျန်းမာရေးသမားတွေမရှိဘူးတရားဥပဒေစိုးမိုးတဲ့နေနေဖြစ်တယ်။ကျန်းမာရေးသမားတွေလုံးဝမရှိဘူးလားဆိုတော့မဟုတ်ဘူးရှိတော့ရှိတယ်။ဒါပေမဲ့အဲ့ဒီကျန်းမာရေးသမားတွေကိုဂျိုးမကြွရဲအောင်ခဏနဲ့တောက်ထားနိုင်တဲ့အတွက်တရားဥပဒေစိုးမိုးတဲ့ဒေသဖြစ်တယ်။ဒါကြောင့်မို့လို့ခွဲတကောင်ခွဲတကောင်ပိုင်းရှင်နဲ့ရောင်းသူဝယ်သူကြည့်ပြီးလို့ရောင်းလာတာမှခွဲတကောင်အတွက်တရားဥပဒေမှာဘယ်လိုလေးဆိုင်လို့ရရဲ့ကိလေသာချင်းတွေများဖက်ကနေပြီးတော့ဒီခွဲပေါ်မှာခွဲကိုတတ်လို့ဆိုပြီးတော့အဲ့ဒီရောင်းသူဝယ်သူတရားရုံးမှာအမှုဖက်တာရေးစခန်းမှာတရားဆွဲတာလို့ဖြစ်လာတယ်။ ဒါကြောင့်ဖြစ်ဆိုမှုတွေဒါဆိုရင်လက်ရှိမှာ NGDD ရဲ့လည်းမြို့တော်လမ်းရေးဆိုပြီးတော့တို့တွေတိုက်ပွဲပေါ်ဆောင်တဲ့နေရာမှာကြီးလိုက်ပါခုလက်ရှိစပိုင်းတိုင်းမှာတည်တဲ့လူတွေတရားရတဲ့လူတပေါင်းလေးပါရှိအဲ့ဒီလူတွေရဲ့လူတပေါင်းရဲ့အတက်ဟာဘွေးတကောင်တော့တန်ဖို့ရှိစပိုင်းနေလားဆိုတော့မဟုတ်ဘူးမန္တလေးတင်လားမဟုတ်ဘူး sorry မဘွေးတင်လားမဟုတ်ဘူး ချင်းပြည်နယ်မှာလည်းထုံးကြီး၎င်း၊ရခိုင်ပြည်နယ်မှာထုံးကြီး၎င်း၊ရှမ်းပြည်မှာထုံးကြီး၎င်း၊ကရင်ပြည်နယ်၊ကယားပြည်နယ်အကုန်လုံးမှာထုံးကြီး၎င်းပဲ။အဲ့ဒီမှာသေကန်းတက်ခဲ့ရတဲ့ဘဝကြီးနော်အသက်မတည်ပေမဲ့ချစ်တဲ့လက်ပြနဲ့ဒုက္ခတာဖြစ်သွားတဲ့လူတွေကတိုင်းချီတိုင်းချီပြီးလို့ရှိတယ်။ဘဝအာမခံချက်မရှိနေအနာဂတ်ပျောက်သွားတဲ့ခရီးတငယ်တွေကလည်းတိုင်းနေချီပြီးလို့ရှိတယ်။ဒါပေမဲ့ဒီတိုင်းနေချီတော့လူတို့ရဲ့အသက်ဟာခွေးလောက်တန်ဖိုးရှိရပေါ့လောက်ပါတယ်။ကျတော့ အခုလိုမျိုးကျောင်းသားတွေဆက်ပြီးလုပ်နေသေးတယ်တရားဥပဒေမစိုးရိမ်ဘူးမတည်ငြိမ်အေးတဲ့မတည်ငြိမ်သေးပေမယ့်အေးချမ်းတွေခင်ဗျားတို့ဘဝဟာအခုအန်ယူဂျီပီရဲ့ကိုကျောင်းသားအားပေးနေတဲ့လူတွေရဲ့တဟခွေးလောက်တန်ဖိုးမရှိဘူးဆိုတာခင်ဗျားတို့မှတ်သားရမယ်။ဒါကြောင့်မလို့ခင်ဗျားတို့ကလူလူတူတူနေခြင်းနဲ့ခင်ဗျားတို့ကိုလူလူမျိုးဒန်းတူထားပြီးဆက်ဆံခံဆက်ဆံခံစေခြင်းနဲ့ခင်ဗျားတို့ကခင်ဗျားတို့ကိုလူညာကွင်းစေခြင်းနဲ့ဆိုရင်အခုလိုခွေးလောက်လောက်တန်ဖိုးမရှိတဲ့ဘဝမှာမနေရဘဲနဲ့လူလူတူတူနေခြင်းနဲ့ဆိုရင်ခင်ဗျားတို့ဒေသမှာကျောင်းသားမှုကိုခင်ဗျားတို့ကိုယ်တိုင်လည်းကျောင်းသားမှုတွေလုပ်မယ်။ကျောင်းသားသမားတွေကိုလက်မခံနဲ့။ခင်ဗျားတို့ကျောင်းသူစုမှုရင်းနဲ့ဒီနေ့အေးချမ်းကြီးကိုပြန်သွားပြီးတော့လူနဲ့သူနဲ့ တူအောင်နေတယ်နေဆိုရင်လက်ရှိနားဆန်းကအစိုးရကျင်းပါမယ်ဒီအောက်ကိုကိုခင်ဗျားတို့ကိုယ်တိုင်ပါဝင်လို့မှာပါတယ်။နောက်ထပ်ကျွန်တော်ကျွန်တော်ပြရမယ်။ကျန်ပါနေတဲ့ပြည်အရက်ကတတော်အေးထိကျုံထားတဲ့ဒေသတွေမှာတက္ကသိုလ်ဝင်ဆောင်မှုပဲဖြစ်သူခွင့်မရရအောင်ကြောင်းသားကြောင့်လည်းအခက်ကြုံရပါတယ်။ဒါပဲ။ရခိုင်ပြည်အနာဂတ်ကိုရခိုင်တတော်ဆိုတဲ့အေးအေးကပြန်ပြီးဖြတ်စီရဖြစ်တယ်။ချက်ပြောမယ်။ရခိုင်ပြည်အနာဂတ်ကိုရခိုင်တတော်ဆိုတဲ့အေးအေးကဖြတ်စီလိုက်ပြီးဖြစ်တယ်။ ာမတက်ပြီးမဲ့တွေအများလာတာနဲ့မြ။တပုံနာလေးတပုံ၊တန်ငါးနာလေးတန်ငါးမုန်းဆူနာလေးမုန်းဆူ၊တပုံနာလေးတပုံဖြစ်လေ။ဆိုတော့လက်ရှိရခိုင်တပီးနေလုံးမှာနော်နားချတာဆိုတာထိထုတ်တာတဲ့။လက်ရှိမှာကြောက်ကြည့်ရှိတယ်၊မအောင်ရှိတယ်၊စစ်တွေရှိတယ်။ဒီသုံးခုနဲ့မှာပဲလက်ရှိမှာတက်ကတုံဝင်စာမှုပဲဖြစ်ဆုံးတဲ့ကျောင်းသားဦးလေး၂000တော့ပေါ်ရောက်ဖြစ်ဆုံးနိုင်တယ်။အေးအေးထိထုတ်ထားရဆိုတဲ့မျိုးတွေအကုန်လုံးမှာတက်ကတုံဝင်စာမှုပဲကိုမဖြေနိုင်တဲ့အတွက်ဖြေချင်တာတော့ဖြေဖက်မရလို့ခက်ကြုံရပါလေဆိုတော့ဒီတရင်ကို DVB တရင်ဌာနကိုယ်တိုင်ကခွင့်ဟဝန်ခံကြီးတာလား။ 也看见那个姑娘，比别的也还比比你大撇的。你看比你那个那个还好，跟伢比的嘛，的穿你那的跟鞋；比你那嘛来穿你那高跟鞋。跟谁比呢？跟伢比。这那个楼下张凡他妈也是没的年龄嘛，刚红刷比伢丁长贵没亚的，那家姑也穿的咋的？他家把楼下比伢有股五彩笔的那个钱嘛，看俩都打。谁赢了，哪天一股腰锤一刀；谁赢了，哪天一股腰腿锤一刀。他那个也比伢一股吧，看伢都开谁家的？有说，差点干点嘛，丁长发比伢丁长贵的低的，那么个甩天给他的，他俩都给。 နိုင်ငံရေးဆိုတာကိုထူးတလားမဲတလားတောင်မသိဘူး။ခွန်နေနေပြီရှင်းနေပြီကလေးပိုင်ရင်းလေး။မေမေလာမကြောက်တိုက်မယ်ဆိုရင်စိုင်းပုတ်ဒီတိုင်းမြန်လန်းပေါ်ခတ်ပေါ်ခိုင်းခဲ့တာလေခင်ဗျားတို့။ခင်ဗျားတို့ကိုယ်တိုင်ကကိုယ်နိုင်ငံကိုယ်ပြည်နဲ့ကိုယ်လူထုကိုယ်လူမျိုးချက်အနာဂတ်ကိုပြန်ပြီးဖြတ်စည်းနေကြတယ်။နော် ွဲကိုရွေးချယ်တဲ့ဥပမာတစ်ခုပဲပြောမယ်။အာစစ်တပ်ကအာဏာသိမ်းလိုက်လို့ခင်ဗျားတို့အခုလိုလုပ်ရတယ်လို့ပြောတယ်။စစ်တပ်ကအာဏာသိမ်းလိုက်လို့ပညာရေးကိုမတင်ထားဘူးပြောတယ်။စစ်တပ်ကအာဏာသိမ်းလိုက်လို့ဆရာဝန်တွေစိတ်မကူနဲ့ကျောင်းဆရာမတွေစာမတင်နဲ့ CBA လောက်ကြပါဆိုပြီးနိုင်ငံကိုပြစ်စီရတဲ့စီတောင်းလိုက်။ဥပမာအင်းဒီကျန်းအနေနဲ့ဟိုင်းနေမှာစစ်တပ်ကအာဏာသိမ်းလာ၁၉ကျော်နော်ပထမဆုံးအဲ့ကျချပေါ်ပဲပါဒီအဲ့ဒီပါဒီကိုစတက်ကအာနာသိမ့်ကိုဖြတ်လိုက်တယ်ဒါပေမဲ့သူတို့နိုင်ငံရေးသမားတွေကစတက်ကအာနာသိမ့်လိုက်လို့ဆရာဝန်ကြီးစိတ်မကူပဲနဲ့စီဒီယံလောက်ကြပါဘူး ောက်ဆရာမတွေစောင့်တင်မဲ့နေစီရီကလောက်ကြပါခလေးတငယ်တွေမမေလာမှအကြောင်းတက်ပါဆိုလမ်းပေါ်ဆွဲမိတယ်လက် လက်နဲ့ပိုင်ပုတ်ခံကြပါအဲ့အနေလေးအောင်လေစောင်းမကျန်လက်နဲ့ပိုင်ပုတ်ခံကြပါတော့သူတို့အမပီးတယ်သူတို့နိုင်ငံရေးလမ်းကြောင်းကိုဆက်သွားတယ်နောက်ပြန်မတော့သူချက်ပေါ်ဝဲပါတီဖြတ်ခံရတယ်ဘူးပေါ်ဝဲပါတီဆိုပြီးသူတို့ရွေးကောက်ပွဲမကြိုက်နဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဘူးပေါ်ဝဲပါတီပြီးတာအနိုင်ရရင်သူအနိုင်ရပြီမဲ့ရွေးကောက်ပွဲမှာသူတို့ရွေးကောက်ပွဲစီးရင်းစီးကံနေမတိုက်နေတဲ့အတွက်အဲ့ဒီအနိုင်ရတဲ့ပါတီကိုဖြတ်သိမ်းပြီးတော့ပါတီကောင်းဆောင်ကိုတရားစွဲဆိုပြီးထောင်ချတယ်ဒါပေမဲ့လူတို့ကိုလမ်းမပေါ်ဆွဲမတည်မဟုတ်ဘူးဆရာဝန်တွေစိတ်မကူပဲနဲ့စီတီယံလို့ပါလို့သူတို့ပြမပေးဘူး။ဇိုးရောင်ဝင်တဲ့နေနိုင်ငံဝင်တဲ့နေစီတီယံလို့ပြီးနှုတ်ဖက်ကြပါလို့သူတို့ပြမပေးကြဘူး။သူတို့တွေနိုင်ငံရေးနေလမ်းကိုပဲဆက်ပြီးတော့ဖြည့်ရှင်းနေ င်းလည်းနဲ့တိုင်ပုံကဲချင်းလမ်းစဉ်ကိုတို့တို့မလောက်ကြဘူး။နောက်ခုပေါ်ရဲ့ပါတီဖက်သိမ်းခံရတယ်။ပြည်ပပါတီဆိုပြီးတော့အခုလက်ရှိမှာဆက်လက်ပြီးတော့နိုင်ငံရေးပါတီအနေနဲ့ရက်တည်နေကြတယ်။ဒါသည်အမှန်တကယ်တိုက်ပြည်နယ်လူမျိုးကိုစေတနာရှိတဲ့အမှန်တကယ်တိုက်ပြည်နယ်လူမျိုးကိုချက်တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ဒါဆိုရင်လက်ရှိမှာ CRPH 2020ရွေးကောက်ပွဲကိုဆက်ခံတယ်ဆိုရဲ CRPH ကနိုင်ငံရေးမြန်မာပြည်သူလူထုပေါ်မှာတို့တို့ထားတဲ့နိုင်ငံရေးစေတနာဆိုတာပါလေ။ကျမတို့ကိုရင်းကစဉ်းစားတော့ပုံပဲ။အဲ့ဒီလိုမျိုး နိုင်ငံရေးဘာမဝတယ်နဲ့နိုင်ငံရေးသမားတွေကနိုင်ငံနဲ့လူတို့ကိုအမှန်တကယ်မချစ်တဲ့အတွက်နိုင်ငံရေးကိုအတုံးချပြီးတော့စိတ်ရေးတွေပေါ်ဆောင်တဲ့အတွက်အခုလက်ရှိမှာအခုလက်ရှိကိုရဟိုင်းမာတို့ဒီလိုမျိုးခက်ခဲတွေကြုံရတယ်ခလေးတငယ်တွေစောင်းပွဲမဖြစ်နိုင်တဲ့အတွက်ပညာသင်ထားတင်မရတဲ့အတွက်အနာဂတ်တွေဖြစ်စီရတယ်ဖြစ်တယ်ဒါကြောင့်မလို့မိမိလူမျိုးရဲ့အနာဂတ်ကိုကိုယ်ကိုယ်တိုင်းရိုက်ချိုးဖြစ်စီနေကြခြင်းသည်ဖြစ်စီနေကြတဲ့လူများသည်ခင်ဗျားတို့တော်လန်ရေးအမိခံပြီးဖြတ်တဲ့လက်ချက်ပါဖြစ်တယ်ခင်ဗျားတို့တော်လန်ရေးအမိခံပြီးဖြတ်သမားတွေပါဖြစ်တယ်နော်သူတို့ကခင်ဗျားတို့ရဲ့လုံရလောက်ွက်တွေခင်ဗျားတို့ရဲ့လှုပ်ဆောင်မှုတွေက မိမိအတိုင်းပြည်နဲ့နောက်၁၀နှစ်နောက်နှစ်၁၀တော့အနာဂတ်တွေဘယ်လိုမျိုးဆိုးရိုးတွေတက်ရောက်နိုင်တယ်လဲ ။တစ်ခါကကျွန်တော်တို့နာဆာကအင်းဆောင်ဆိုးရတာတိုင်းပြည်အနာတစ်ခါတွေ့နော်။နောက်10နှစ်15နှစ်အနည်း20ဆိုပြီးတော့အမျိုးသားဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နော်နှစ်စီစီမံကိန်းတွေချပြီးတော့နိုင်ငံနဲ့လူထုရဲ့အမျိုးသားအကျိုးစီးပွားအတွက်ပေါ်ဆောင်နေတဲ့အချိန်မှာခနာတို့တော်လန်ရေးအမိခံရေးရဲ့လောက်ရလောက်ွက်သည်နောက်10နှစ်နောက်နှစ်20တိုင်းပြည်အနာကက်ကိုဖျက်ဆီးနေကြတယ်။နော်လက်ရှိမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်နာဆာကဆွေးရသည်ဒါပဲရှားနေတဲ့ဝယ်ရင်နဲ့စီမံကိန်းလုပ်မယ်အဒီတဝယ်ရင်နဲ့စိတ်ကန်းပေါ်မှာလည်းပဲအာဖြစ်တွေ့မှုတွေကိုတမ်းပြင်냐ဆိုရှိတယ် ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မသဘောထားတစ်ခုပြောပြရရှိတယ်။ဒါကဘာလဲဆိုတော့ဒီတဝဲရင်နဲ့စိတ်ကန်းနဲ့ပတ်သက်လို့ရုရှားလိုဂျုံရေးတည်နေမှာပြုဝင်လာနိုင်ဝင်လာနိုင်ချေရှိတယ်ဆိုပြီးတော့ပေါ့နော်။ဒါဝေဖန်မှုတောက်တတ်မှုတွေရှိတယ်။ဘာလို့လဲဆိုတော့ဒီကြောက်ပြူရင်နဲ့စိတ်ကန်းနဲ့ပတ်သက်ပြီးတော့တရုတ်လိုဂျုံရေးကုမ္ပဏီတွေကြောက်ပြူကိုဝင်လာတယ်လို့တဝဲနဲ့ပတ်သက်လို့ရုရှားလိုဂျုံရေးတပ်ဖွဲ့တွေနေမှာပြည်ထဲဝင်နိုင်ချေရှိတယ်ဆိုတဲ့တောက်တတ်မှုတွေရှိတယ်။ဒီပေါ်မှာပထမကြောက်ပြူတော့လည်းကျွန်မပြောခဲ့တယ်။ကိုရုရှားနဲ့ပတ်သက်တဲ့တဝဲရင်နဲ့စိတ်ကန်းမှာလည်းကျွန်မပြောမယ်။ဒီကျွန်မထင်တယ်ဒီဖြစ်စဉ်ပေါ်မှာအခုလိုမျိုးထုတ်ပြီးတော့ပြောတာဒီ ကျမတောက်ပဲရှိနေမယ်။ကျမကနောက်ရှင်ချင်းကိုပြောကြည့်တယ်။အဲ့ဒီတွင်နောက်ရှင်ပေါ်ကြီးပေါ်ချင်းကဥပ္ပေပါပုံမှန်၄၀နင်းခါဝင်ပါ။အာနိုင်ငံတော်တွင်နေသည့်နိုင်ငံခြားတက်စကန်မှာခြေချောက်ခွင့်မပြုဆိုပြီးတော့နေသည့်နိုင်ငံခြားလက်နက်ပိုင်တပ်ဖွဲ့ပေါ်မှာခြေချောက်ခွင့်မပြုဆိုတဲ့ပုံစံမျိုးပါတယ်။ဒါကြောင့်မလို့လေကျမဒီနောက်ရှင်ပေါ်ကြီးပေါ်ချင်းကဥပ္ပေကိုယုံကြည်ပြီးတော့နောက်ရှင်ချင်းကိုဆက်နိုင်တယ်လို့ပြောဖြစ်တယ်တွင်ပုံမှန်၄၀နင်းခါဝင်ကိုအလေးနဲ့ထားတယ်။ဒါကြောင့်မလို့ကြောက်ပြူမှာပထမဆုံးတရုတ်လိုကြုံရေးအတက်ဖွဲ့တွေလာမယ်ဆိုတော့လေဒီပေါ်မှာကျမဒီနေနေသားတယောက်နေနဲ့အထူးသဖြင့်ကျမဒီလူသားရေးတချွန်လူရှာသူတယောက်နေနဲ့ဒီကိစ္စရဲ့ပေါ်မှာကျမလုံးဝသဘောမကျဘူး။ကျမတုံးကြောက်တဲ့အမြင်နဲ့ကက်ွက်တယ်။ကျမရှုပ်ချတယ်။အဲ့ဒီလိုရုပ်ကိုကျမရှုပ်ချတယ်။ အဲဒီအလားတူပဲလက်ရှိတဝဲဂျင်းနေစကန်နဲ့ပတ်သက်လို့ရုရှားနဲ့နဲ့ကိုင်တက်ဖွဲ့တွေရောလုံချုံရေးတက်ဖွဲ့တွေရောဝင်လာတော့မှလားဆိုရဲတုံးတက်မှုတွေဝန်ဆောင်မှုတွေရှိတယ်အမေရိကန်လိုဖြစ်လာခဲ့ရင်လည်းကျမဒီမနောက်ချင်းချင်းပါအပေါ်မှာလေးတက်လက်ခောက်ဖွဲ့ကိုရောက်ချီကူကြောက်ဖြစ်တဲ့အတွက်အဲ့ဒီလိုကျမတို့နိုင်ငံသားအဲကျမတို့ပြည်နှင်းမှာကျမတို့နိုင်ငံပြင်းမှာနိုင်ငံသားလက်နက်ကိုင်ဖွဲ့တွေဝင်ရောက်လာခြင်းကိုကျမနိုင်ငံသားတယောက်အနေနဲ့ကောက်ပွားချုပ်ချတယ်ကျမလုံးဝအားမပေးဒါပေမဲ့ဒီတဝဲရင်းနှင်းစကန်ဆိုတဲ့ဒီလုပ်ငန်းစဉ်ကိုကျမတို့ဒီအမျိုးသားပတ်စုံဖွဲ့တွေတက်တဲ့စီမံကိန်းကိုပေါ်ဆောင်ဖို့အတွက်2020ဒီနာဆာကအင်ဆောင်ဆိုးရဆိုပြီးဖြစ်တယ်ကတစ်ချိန်လုံးဆိုဩခဲ့တာကျမ တင်းနေပြီးရေးရေးကြီးအာမခံပြီးတော့ရတယ်။တမတယောက်ပဲတခြားဆောင်ပြောခဲ့တာရှိတယ်။နော်။အာတမိုင်းဆိုတာတက်တယ်ထောက်တာကြီးဖြတ်လို့မရဘူး။နောက်လက်ဆက်ဒီစားရေးအဲ့တော့ကျွန်တော်ပြဖို့တုံးတယ်ဖြဖို့မှာတရရဲ့ live stream ပြီးပြောခဲ့တာရှိတယ်။ပို့တင်ပြီးပြောခဲ့တာရှိတယ်။တမဒီကပြောခဲ့တာကကလတန်မြေဘတ်ဆောင်သုံးချင်တဲ့ဂိမ်းနော်။နံပါတ်1က နံပါတ်1ကကလန်နယ်မြေဘက်ကပုံစံမြန်ကိနံပါတ်2ကဒဝေရင်နဲ့စီမံကိနံပါတ်3ကအလဲသွေစီမံကိဒီစီမံကိသုံးခုကြောင့်ကိုကျွန်မခဏခဏပြောပြခုတယ်နော်ကျွန်တော်ဒီကလန်နယ်မြေဘက်သုံးလုံးစီမံကိဆိုလို့ရှိရင်လက်ရှိမှာစစ်ပေးစကန်ပြီးပြီးစစ်ပေးစကန်နေကျွန်မတို့ချင်းမီနဲ့ပလောက်ဝါပလောက်ဝါပိုင်းအင်းနဲ့နေမှာဆိုရဲတာကိုဆက်သွယ်မယ်ပေါ့နော်အခုလက်ရှိဒဝေရင်နဲ့စီမံကိကိုလည်းအကောင့်ထဲပေါ်ပြီးသွားပြီနောက်တစ်ချက်ကျွန်မတို့ပလဲသွေစီမံကိတက်ရှိနေတယ်နော်ဒါစက်တယ်မှာဆိုလို့ရှိရင်ထိုင်းနယ်မြေမှာနဲ့ကြားထဲမှာကရာအတူမြောင်နော်ကရာအတူမြောင်ဆိုတာမျိုးတွေလက်ရှိတယ်ဆိုတော့ဒီပါဒီပလဲသွေစီမံကိကိုပါအကောင့်ထဲအောင်မြင်အကောင့်ထဲပေါ်ပြီးတော့အောင်မြင်နိုင်ရမယ်ဆိုရင်လက်ရှိမှာစင်ကာပူနိုင်ငံနဲ့ထိုင်းဝယ်နိုင်ငံကနေပြီးတော့နှစ်ဆင်ရရှိနေတယ်သူတို့ဒီကုန်းတွဲရေးဝင်ငွေခွန်ရေး ရာဂိုင်နှုံ50ရာဂိုင်နှုံတဝက်နီးပါးကိုလက်ရှိထိုင်း sorry ထိုင်းဝမ်နဲ့စင်ကာပူကရနေတယ်နော်ပင်လယ်ရေကြောင်းပုံတွဲပုံတဝက်နီးပါးကိုကျမတို့မြန်မာနိုင်ငံကရတယ်ဆိုတော့လက်ရှိကျမတို့နိုင်ငံရဲ့ GDP ကနှစ်ဆဖြစ်လာတယ် အခုလက်ရှိ GDP က90ဆိုရင်ကျမတို့တရားဖြစ်လာမယ်ဒါကြောင့်မလို့ဘယ်လဲတန်စီမဲကင်းကိုလည်းကျမတို့လွတ်လို့မရှုတဲ့ဘူးနာဆောင်ခါဆိုရတဲ့တက်တွေကဒီလက်တန်စီမဲကင်းအကြောင်းကျမထက်ခါထက်ခါပြောရင်လူထုခြားထဲမှာလူထုရဲ့ရင်ဘက်ထဲကိုရောက်စေခြင်းလို့ကျမပြောတာလीဆိုတော့ကျမကပြည်သူမှပြည်သူလို့ပြောရင်ဘယ်လဲတန်စီမဲကင်းအကြောင်းပြောရင်ဒဝေရင်နဲ့စီမဲကင်းအကြောင်းပြောရင်နောက်တစ်ခါကလက်တန်းမျိုးပဲဆိုလို့စီမဲကင်းအကြောင်းကျမထက်ခါထက်ခါပြောခဲ့တာရှိတယ်ဆိုတော့ကကျမတို့အားပေးထောက်ခံတဲ့တက်မြောက်ကနေပေါက်ဖွားလာတယ်နာဆောင်ခါအဆောက်ဆိုရသည်ကျမတို့မျိုးသားကြိုးစီပွားအတွက်နောက်10နှစ်15နှစ်နဲ့20 25နှစ်ဆိုရဲအမျိုးသားဘက်ဆောင်ပြည်သူတို့တဲ့ရင်းနှီးစီစီမံကိန်းတွေနဲ့နိုင်ငံတော်ရဲ့အမျိုးသားကြိုးစီပွားအတွက်ပေါ်ဆောင်လည်းရှိတယ်เนาะဒါပေမဲ့တစ်ဖက်ကတစ်ဖက်က ကဒေါ်လာရေးတစ်ခွက်အမိခံဒီမိုကရေစီအတွက်တိုက်ပွဲဝင်လဲဆိုရယ်သူရဲ့ကောင်းတွေအမိခံဂျပန်သမားတွေရဲ့လုံရက်ကတော့သူတို့သူတို့အခြေချရာသူတို့တရှိရာနေရာမှာရှိတဲ့နော်စကိုင်းမှာမကွေးမှာသူတို့အများဆုံးနေကြတယ်နော်လက်ရှိမှာဆိုရှင်ရှမ်းပြည်နယ်နော်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်စသည်ဖြင့်ဂျပန်သမားတွေကသူတို့အခြေပြုရာနေရာမှာတော့အဲ့ဒီဒေတာမှာရှိရယ်လူထုတွေနဲ့အဲ့ဒီဒေတာကလက်ရှိမှာ district ဖြစ်သွားပြီ face state ဖြစ်သွားပြီဒါကြောင့်မို့လို့ဒီဒေတာမှာရှိတဲ့လူထုတွေရဲ့နောက်ဆက်နှစ်နောက်နှစ်လက်ဆက်အနာဂတ်တွေကိုဖျက်ဆီးပြလိုက်ပြီဖြစ်တယ်ဒီအတိုင်းဒီမှာလူထုတွေအနာဂတ်တွေပျောက်ပြီးဘဝတွေပျောက်သွားအောင်လုပ်နေတဲ့တရားခဏ်တီး ဒေါ်လန်ရင်းမိခင်လက်နက်ကိုင်းတောင်းချမ်းသူတွေလက်ချက်သားဖြစ်တယ်ဆိုတော့ကအနာတို့ဒီကိုဘွားကိုနာတက်ကိုတွေ့ကြပါကိုဘွားကိုနာတက်ကိုတွေ့တယ်ဆိုရင်နော်တင်းတီသွားတော့တင်းဖားတော့မြေဆိုပြီးကိုမြေကိုရင်နဲ့ကိုသားသမီးနောက်လာနောက်တာမျိုးဆက်အနာကက်ကိုတက်တယ်ဆိုရင်ခနာတို့ကကျင့်တေပါနိုင်ငံရေးနည်းလမ်းကိုပြန်သွားရမယ်ဒါကြောင့်မလို့လက်ရှိနားဆက်ကဆိုရကျင်းမမယ်ရွေးကောက်ပွဲကိုခနာတို့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေခနာတို့ပါဝင်ရမယ်တကယ်လို့များငါတို့ကရွေးကောက်ပွဲကိုလုံးဝမဲမပေးဘူးနော် မဲငါတို့ကိုဖိအားပေးလို့မဲရုံငါတို့သွားရတယ်ဆိုရင်လည်းငါတို့ကတဲနေပဲပေးမယ်ဆိုရဲအဖြတ်မောက်လုပ်ငန်းတွေလုပ်မယ်လို့အခုတည်းကစဉ်းစားထားလို့ရှိရင်ဒါဒီကိုနိုင်ငံကိုဒေတာကိုလူမျိုးကိုမျိုးစိုက်ရဲ့အနာဂတ်ကိုကိုကိုယ်တိုင်ဖြတ်စီခြင်းဖြစ်တယ်ဆိုတာခင်ဗျားတို့ကောင်းနေမှာထည့်ထားကြည့်ခြင်းနဲ့